အခုချိန်မှာလက်တလော action plan နေနဲ့လုပ်ရမယ့်ဟာလေးတွေကိုဦးစားပေးပြီးတော့မှမျှဝေပေးကြပါမယ်အခုလက်ရှိမှာအာဒီဟိုပါတော့စိတ်ဒုက္ခအနေနဲ့ပေါ့နော်စိတ်ပိုင်းဆိုင်ရာအနေနဲ့ထိခိုက်သွားတဲ့သူတွေကိုယ့်ရဲ့နေရာဒေသမှာအများကြီးပြိုကျပျက်စီးပြီးတော့မှလက်တလော emergency case တွေဖြစ်နေတဲ့သူတွေဒီလိုလူတွေအတွက်ကိုယ့်ရဲ့အာနှာသီးဖြားမှာဝင်လေထွက်လေလေးကိုအာယုံလေးစိုက်စီခြင်းနဲ့နောက်တစ်ခုကတော့ကိုယ့်စီမှာခန္ဓာကိုယ်မှာ pain တစ်ခုခုရလာခဲ့တယ်ဆိုရင်ဒီနာကျင်ရဲ့ pain လေးတွေကို အာကိုအသက်ရှူသွင်းတိုင်းရှူထုတ်တိုင်းမှာရော့ကျသွားတယ်ဆိုတဲ့စိတ်ကလေးနဲ့အာယုံလေးပြုတ်ပြီးတော့မှထွက်လေလေးကိုဖြည်းဖြည်းချင်းမှုတ်ထုတ်စေချင်ပါတယ်အခုလက်ရှိမန္တလေးဟာအထည်နာဆုံးသခိုင်းဒီနေရာတွေမှာအာ free ပေါ့နော်ရေတွေဖြန့်ဝေပေးနေရလဲရှိရဲဆိုတော့ရေများများလေးတောက်စီခြင်းနဲ့ရေကားကိုမှရှိနေတဲ့ body ကပိန်းတွေကိုရော့ကျစေနိုင်တာဖြစ်တဲ့အတွက်ရေလေးတောက်ပေးပါအသက်ရှူသွင်းရှူထုတ်ကလေးကိုကိုယ့်ဘယ်နေရာမှာပဲရှိနေရှိနေ အာဒီလူတွေဘေးနားမှာစူညံနေရယ်ဆိုလဲပြဿနာမရှိဘူးကိုယ့်ရဲ့ဝင်လေထွက်လေလေးမှာပဲအာယုံစိုက်စီချင်ပါတယ်အာနောက်တစ်ခုကတော့ကြောက်တဲ့စိတ်ပေါ့နော်အာလက်ရှိပျောက်ဆုံးနေတဲ့သူတွေလည်းရှိတယ်တချို့ကလည်းတွေ့နေပြီးကယ်ဆယ်ရေးလုပ်နေတယ်ဒီလိုအခြေအနေမျိုးမှာကိုယ့် family member ရှိမယ်ဆိုရင်တတိပေးစီချင်တာကအထဲမှာ ခံစားနေရတဲ့စိတ်ဒုက္ခဟာခံစားနေရတဲ့သူဟာအတိဆုံးဖြစ်ပါတယ်။ဆိုတဲ့အခါကျတော့စိတ်ကလေးလျှော့ပါလို့ပြောရတာကပြင်ပမှာလွယ်တယ်ဆိုပေမဲ့လက်ရှိဝေဒနာခံစားနေရတဲ့သူဟာအင်မတန်ခက်ခဲပါလိမ့်မယ်။ဒါကြောင့်ကယ်ဆယ်ရေးတွေကိုဇက်တိုက်လှုပ်ဆောင်နေပါတယ်။အထဲမှာကိုဘလူမျိုး survival mood ပေါ့နော်။ကိုရှင်သန်မှုအတွက်ဘာဒီလုံမလဲဆိုတဲ့အရာကိုပြင်ပမိသားစုဝင်တွေရှိနေရင်ပြောပြပေးနိုင်အောင်လို့ပါ။ အထဲမှာပိတ်မိနေတဲ့သူတွေမှာတချို့ကပစ္စည်းတစ်ခုခုအရာဝတ္ထုတစ်ခုခုပြီးနေရမျိုးရှိနိုင်တယ်။ဒါမျိုးဆိုရင်တော့ကိုယ့်ရဲ့စိတ်ကိုအဆုံးထိရှော့ကြပြီးတော့ဝင်လေထွက်လေလေးနဲ့ငါဟာမကြခင်အဲလွတ်မြောက်တော့မယ်ပြပမှာငါ့ကိုကယ်ဆယ်ရေးရှိနေတယ်ဆိုရဲစိတ်ကလေးနဲ့အားလေးတင်းပြီးတော့မှကိုယ့်ရဲ့နာကျင်နေတဲ့ဒုက္ခနေရာလေးမှာပဲအသက်ကလေးရှူသွင်းရှူထုတ်လုပ်စီခြင်းနဲ့ဒီအခြေအနေမျိုးမဟုတ်ဘဲနဲ့ emergency case ဖြစ်နေရဆိုရင်တော့ ပြင်ပကယ်ဆယ်ရေးသမားတွေအနေနဲ့အရာဝတ္ထုတွေပြည်နေတဲ့အာသူတွေကိုပြန်ပြန်လဲပြီးတော့မှကယ်ထုတ်တဲ့နေရာမှာချက်ချင်းပစ္စည်းတွေဝုန်းကနေဖယ်လိုက်တာမျိုးအဲဒါမျိုးလေးတွေကိုတော့တတိထားစီခြင်းနဲ့တဖြည်းဖြည်းချင်းနဲ့အာထုတ်ပြီးတော့မှချက်ချင်း emergency စေယုံစေကန်းပို့တာမျိုးအာကိုရဲ့ဒီစေးသွင်းတာမျိုးစသဖြင့်ဆရာဝန်ကြီးကဆက်ပြီးလှုပ်ဆောင်ပေးมาဖြစ်ပါတယ်ဆိုတော့အဲအဲ့လောက်အဲထဲမှာဆိုးဆိုးရွားမဖြစ်ပေးနေမှာပေါ့เนาะကိုက အတိတ်တိလည်းရှိနေသေးတယ်အထဲမှာလည်းပြိမိနေရဆိုရင်တော့ fear လို့ခေါ်တဲ့ကြောက်စိတ်အရင်မတက်ပါနဲ့တခုခုကကိုကဒီလိုမျိုးပြိမိပြိမိနေတဲ့အခြေအနေဖြစ်နေရဆိုရင်ပစ္စည်းတွေပြိနေရသူတက်စားရင်တော့ကိုကကံကောင်းနေသေးတယ်ကိုကိုကယ်ဆယ်မဲ့သူတွေရှိနေသေးတယ်မိသားစုဝင်တွေရဲ့အတန်တွေကြားနေသေးရဆိုရင်ကိုရဲ့အသက်ဝင်လေထွက်လေလေးကိုပဲအာယုံလေးစိုက်ပြီးတော့မှစိတ်ကလေးကိုအပြည့်ဆုံး short ချစားစီခြင်းနဲ့ဒါဆိုလို့ရှိရင်ကိုကိုကယ်ဆယ်တဲ့နေရာနဲ့ကိုထွက်တဲ့အခါမှာလေအဲလွတ်လွတ်ကျွတ်ကျွတ်နဲ့ အဆင်ပြေပြေထွက်နိုင်တယ်ကြောက်စိတ်ကကြတော့ကျမတို့ဒီစိတ်ပိုင်းဆိုင်ရာအနေနဲ့ပေါ့နော်ကိုလွတ်မြောက်နိုင်မယ့်အခြေအနေမျိုးကိုအတွက်အသက်ရှင်သန်ဖို့အတွက်မှာကြောက်စိတ်ကအများကြီးအဟန့်တာဖြစ်စေနိုင်တယ်ဒါကြောင့်မို့လို့ကိုဟာရှင်သန်နိုင်မှုအတွက်အခုညီထောက်ပံ့နေလဲရှိရရှင်သန်နိုင်မှုအတွက်စိတ်ကလေးလျှော့ပြီးတော့မှဝင်လီထွက်လီလေးပဲရှုနေပြီးပါလို့ပြောချင်ပါတယ်အပြင်ရောက်လာတဲ့အခါမှာတော့အားလုံးပဲရေတဝါတောက်ပြီးကြပါပါနော်ဒါကတော့ဒါကေဇေးကြီးတွေနဲ့ခန်းစားနေရတဲ့သူတွေအတွက်ကိုမျှဝေပေးခြင်းဖြစ်ပါတယ် အာဒီຢာကကို့အတွက်အဆင်ပြေရလို့ယူဆခြင်းလေအသုံးပြုလို့ရပါတယ်နောက်တစ်ခုကတော့ကျမတို့ဒီပြင်ပကနေ supporting လုပ်ပေးနေရဘေးရလူတွေအနေနဲ့လေ victim လို့ခေါ်တဲ့ခံရတဲ့သူနေရာကနေအယမ်းမနေဘဲနဲ့ကိုကသူများကို ကယ်ဆယ်ရမှာကိုကသူများကိုပံ့ပိုးပေးရမှာဖြစ်တဲ့အတွက်ကိုကအရင်အာမန်တလီစထရောင်းဖြစ်နေဖို့လိုတာဖြစ်တဲ့အတွက်သတင်းတွေလည်းကြည်ရကြည်ပါကိုဘာဒီပံ့ပိုးနိုင်မလဲကိုကဘယ်နေရာမှာဝင်ပါရင်အဆင်ပြေမလဲဆိုရလက်တွေ့ကြတဲ့အရာတွေကိုလှုပ်ဆောင်မှုအတွက်ကိုကိုယ်တိုင်ကြံ့မအောင်နေပါသတင်းတွေကြည့်ပြီးတိုင်းဝမ်းနေတဲ့ဟာကိုလူတိုင်းခံစားရပါတယ်အရောက်စီတိုင်းမှာလည်းဒီလိုမျိုး emotion တွေတက်လာပါတယ်ဒီ emotion တွေဒီအာမကောင်းတဲ့ ဟိုအဖြေရှာတဲ့နေရာထက်ပေါ်တော့ပြဿနာတွေမှာပဲပို့ပြီးကျင်လည်နေဖို့အားပေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုယ်မှာတက်လာတဲ့ပူပန်မှုတွေတောကတွေကြောက်စိတ်တွေအယံဝဲနေနေရတွေကိုလက်တင်ခံတဲ့စိတ်ကလေးနဲ့ပဲအတက်နိုင်ဆုံးနဲ့အကောင်းဆုံးခက်ခဲနေတဲ့နေရာတွေကိုဘလိုမျိုးအမြန်ဆန်ဆုံးနဲ့အထီရောက်ဆုံးပတ်မှုပေးနိုင်မလဲဆိုတဲ့နေရာတွေကိုလက်တွေ့လှုပ်ဆောင်ပါအဲဒီလိုမျိုးလေးမျှဝေပေးကြပါတယ်ကျွန်မကိုယ်တိုင်လည်းအတက်နိုင်ဆုံးကိုတက်ဆွမ်းထားတဲ့အဲကိုရဲ့ပညာပိုင်းကို support လုပ်နိုင်တဲ့ငွေကြေးပမာဏအတိုင်း အကုန်လုံးကိုလက်တွေ့ကျကျလှုပ်ဆောင်မှုအတွက်လည်းပြင်ဆင်နေရဖြစ်တဲ့အတွက်အားလုံးကိုလည်းကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာလေးကိုယ့်ရဲ့ကျန်းမာရေးဒါတွေကိုဂရုတစိုက်နဲ့ကျန်တဲ့လိုအပ်နေတဲ့နေရာတွေကိုအာလှူဒန်းဖို့နောက်တစ်ခုကကြတော့ပံ့ပိုးနိုင်ဖို့စိတ်ပိုင်းဆိုင်ရာအဖြစ်ပံ့ပိုးနိုင်ဖို့အားလုံးပဲကျန်းမာရေးကူးဆိုင်ကြပါလို့မျှဝေပေးခြင်းပါတယ်။ကဘာမကြီးအမြန်ဆုံးအေးချမ်းပါစေ။